ဂါထာ၈ပုဒ်ကိုအနှစ်ချုပ်ပြီးတော့အတန်မှတ်တမ်းလေးလေးရခြင်းလို့အဲ့ဒါလေးကိုပြောမယ်လို့စဉ်းစားဘလိုရည်ရွယ်ချက်နဲ့ဒီကထာလေးရှင်းဖို့ကိုပြောနေတာတော့ဆိုတော့ကိုဘဝမှာတံမိုးအရှိဆုံးနေနည်းလေးကိုအမြဲတမ်းသတိရစေဖို့အဲ့ဒီနေနည်းလေးနဲ့နေဖို့ကြိုးစားတဲ့နေရာမှာလည်းပဲ အားကြီးတဲ့တွန်အားတစ်ခုဖြစ်ဖို့အဲ့ဒီကထာရှစ်ပုဒ်ကိုအရာကျက်ပြီးတော့အတိဘယ်ကိုကောင်းကောင်းနားလည်အောင် လုပ်ပြီးတော့နေ့စဉ်အမှတ်ရတိုင်းရွတ်ဆိုမယ်ဆိုလို့ရှိရင်တံဖို့ရှိဆုံးအကောင်းဆုံးငါဘလို့လေးစိတ်ထားပြီးတော့နေမလဲဆိုတဲ့နီလန်းကိုလည်းဖုံဖုံတို့အမှတ်ရပြီးသားဖြစ်မယ် အဲ့ဒီနေလေးနဲ့နေဖို့လည်းပဲဘုံဘုံတို့စိတ်အားထက်သန်မှုရှိပြီးနေဖြစ်သွားမယ်ပေါ့အဲ့ဒီရည်ရွယ်ချက်လေးနဲ့ဒီကထာလေးရှိဖို့ကိုပြောမယ်လို့စဉ်းစားတယ်တိတိချာချာလေးအာယုံဆိုင်နော်ကထာရှိဖို့ကသုတ်တန်နှစ်ပုဒ်ပေါင်းတယ်ပထမသုတ်တန်ကဗတ္တိကာရတ္တသုတ်တန်နဲ့ဒုတိယသုတ်တန်ကဥဋ္ဌာဏသုတ်တန်နဲ့ တချို့ဒေသနာလေးတွေကအကျေတုံးော့နာယူဖို့လိုတယ်လို့အနှစ်ချုပ်ကလေးနာယူရတာလည်းပဲတမျိုးကောင်းတယ်ပေါ့စိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်သိမ့်စီထားရတာတမျိုးကောင်းစပ်ပြီးတော့နာယူကြည့်ရအတိတဏာနာဂမေယနပတိကင်ခေအနာဂတံယရတိတံဗဟိနန္တအပတင်္စအနာဂတံပထမဂါထာလေးအတိတ်ကိုအစင်မလိုက်ရဘူးအနာဂတ်ကိုအစင်မလိုက်ရဘူ တိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီအတိဘယ်လေးကိုနားလည်ပြီးတော့အဲ့ဒီကထာလေးကိုရွတ်ဆိုရအတိတဏ္ဍာနွာကမေယအတိတ်ကိုအရှင်းမလိုက်ရဘူးနပတိကင်ခေအနာဂတအနာဂတ်ကိုလည်းတောင့်တပြီးတော့လောဘဒေါသနဲ့အရှင်းမလိုက်ရဘူးယရတ္တိတံပဟိနန္တအတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီ အပတင်္စအနာဂတအနာဂတ်ဆိုတာတော့ရောက်မလာသေးလို့တကယ်ရှိမနေသေးဘူးရှိခဲ့ပြီးသားတိတ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမမှန်ကန်ကန်နားလည်မှုနဲ့အတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရတွေကကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟတို့ဖြင့်ပူလောင်တာမျိုး မဖြစ်စေရအောင်မဖြစ်သေးတဲ့အနာဂတ်ကအနေထားတွေကကိုယ့်ရဲ့စိတ်ကိုပူလောင်မှုကိုမဖြစ်စေအောင် ဘုံဘုံတို့ဒါကြွတင်ပြီးတော့ရှင်းလင်းထားရရောက်တယ်ပေါ့ဒါပထမကထားလေအတိတ္တနာနာဂမေယနပတိကင်ခေအနာဂတံယရတေတံပဟိနန္တအပတ္တင်္စအနာဂတံအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ရဘူးအနာဂတ်ကိုလည်းအစင်မလိုက်ရဘူးတဲ့နောက်ဒုတိယကထာလေးပါပြောတော့ ပိစ္ဆုပန်နေသယောဓမ္မတတ္ထတတ္ထဝိပတ္တိအတန်ဟိရာအတန်ကုပ္ပံတံဝိရမနုပြုဟေယိအတိတ်ကိုအရှင်းမလိုက်ဖဲနဲ့အနာဂတ်ကိုအရှင်းမလိုက်ဖဲနဲ့ငင်းငင်းအီအီလေးနေဖို့ဆိုရင်တကယ်လက်တွေ့မှာဘလို့နေရမှာတုံးဆိုတော့အခုလောလောဆယ်ပိစ္ဆုပန်မှာဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့လောရိုးရှင်းတဲ့ဒေသနာလေးပိစ္ဆုပန်နေသယောဓမ္မတတ္ထတတ္ထဝိပတ္တိ အခုရှိနေတဲ့သဘာဝတရားလေးကို အခုအမှန်သိပြီးတော့နေလိုက်ပါဘလို့လေးဖြစ်နေတယ်လဲဆိုတာလေးကိုသိပြီးတော့နေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အတ္တံဟိရအတ္တံကုတ်ပံအဲ့ဒီတွေးကြုံနေရတဲ့အတွေ့အကြုံတွေကကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်လည်းဖျားယောင်းနိုင်မှာမဟုတ်ဘူးဒေါသဖြစ်သွားအောင်လည်းပဲဖျက်ဆီးနိုင်မှာမဟုတ်ဘူးတဲ့ဘဝမှာ လောဘဒေါသမဖြစ်အောင်ကြိုးပမ်းအထောက်ရခြင်းဟာအမြင့်မြတ်ဆုံးအလုပ်ပဲအဲ့ဒါပြိဿုပ္ပံမှာဖြစ်နေတာလေးကိုသိပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကိုယ်စိတ်ဟာလောဘဖြစ်လည်းပဲသွေးဆောင်ဖျားယောင်းခံရပြီးတော့ထောင်ချောင်းမိသွားတာမျိုးမဖြစ်နိုင်ဘူးဒေါသဖြစ်ပြီးတော့လည်းပဲစိတ်ကပူလောင်ပျက်စီးသွားတာမျိုးလည်းမဖြစ်နိုင်ဘူးတဲ့လောဘဖြစ်တယ်ဆိုတာအဲ့ဒါ သွေးဆောင်ခံရတာဖြားယောင်းခံရတာလှေစားခံရတာဒေါသဖြစ်တယ်ဆိုတာအဖြစ်စီးခံရတာလောဘဖြစ်ပြီဆိုရင်အဲ့ဒါထောင်ချောင်းမိတာနဲ့တူဒေါသဖြစ်ပြီဆိုရင်အဲ့ဒါပျက်စီးသွားတာနဲ့တူတယ်အဲ့ဒါကိုယ့်ရဲ့စိတ်ကလေးကိုထောင်ချောင်းမမိအောင်မပျက်စီးအောင်ပြစ္ဆုတ်ဘဝမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါတဲ့အဲ့ဒီနေနည်းလေးက မြင့်မြတ်လွန်းလို့အကျိုးရှိလွန်းလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီနေနည်းနဲ့ဆွဲဆွဲမြဲမြဲနေနိုင်အောင်သူတို့ဟာကြိုးပမ်းအထောက်ကြရတယ်တဲ့ဒါဒုတိယကထာလေးနော်ဣစ္ဆုပန္နင်္စယောဓမံတတ္ထတတ္ထဝိပတတိအတံဟိရံအတံကုတ်ပံတံဝိရမနုပြုဟေယိအခုလောလောဆယ်ဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါဒါဆိုလို့ရှိရင်ဒီစိတ်ဟာလောဘဖြစ်လဲပဲသိဆောင်ဖျားယောင်းခံရတာမရှိဘူး ဒေါသဖြင့်လည်းပဲပျက်စီးသွားတာမရှိဘူးဒီမြင့်မြတ်တဲ့နေနည်းနဲ့ပညာရှိသူတော်ကောင်းတွေဟာနေကြတယ်တတိယဂါထာလေးဆက်သွားမှာဣဇေဝကိစ္စမတ္တပံကောဇင်ညာမရဏံသူဝေနာဟိနောတင်္ကရံတေနမဟာတေနေနမေဇုနာဒီမြင့်မြတ်တဲ့နေနည်းလေးနဲ့တကယ်ကိုစိတ်ထဲကနေခြင်းစိတ်ထက်သန်သွားအောင်နေပြစ်သွားအောင်ဒီဂါထာလေးကအဓိကကြတဲ့ အမှန်တရားကို ထောက်ပြပြီးတော့တွန်းအားပေးတာဘယ်မှန်တရားကိုထောက်ပြပြီးတော့ကောင်းတဲ့လူကိုလှုပ်ဖြစ်ဖို့တွန်းအားပေးတာတော့မြတ်စွာဘုရားကသိခြင်းတရားဆိုတဲ့အမှန်တရားကိုပြပြီးတော့ဒီအမြင့်မြတ်ဆုံးလူကိုလှုပ်ဖြစ်ဖို့တွန်းအားပေးတာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဒီကထာလေးမှာဘလို့ပြောပြထားတာတော့ဣဇီဝါကိစ္စမတ္တပံဒီတမှုရှိတဲ့လူကိုအခုပဲလှုပ်လိုက်ပါဒီကနေ့ပဲလှုပ်လိုက်ပါ ကောဇဉ်ညာမရဏံသူဝေမနှက်ဖြန်ကြမှသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီနေ့တောင်အခက်မသိရင်သေခြင်းသေသွားနိုင်တယ်ပေါ့ဒါကဘဝရဲ့အမှန်တရားကြီးတစ်ခုပဲဟိုတို့ကအဝိဇ္ဇာထူလွန်းလို့သေခြင်းတရားကိုအလောက်ရှင်းရှင်းလင်းလင်းမမြင်ကြတာပေါ့နော်တကယ်တော့သေခြင်းတရားဆိုတာအချိန်မွေးရောက်လာနိုင်တဲ့သဘာဝတရားတစ်ခုပဲလေအဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာ ဒီအနေပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီအကောင်းဆုံးလို့ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်မလဲပြန်ကြမှတေးမယ်လို့ဘယ်သူပြောနိုင်မလဲအခက်မသိလို့ဒီနေ့တေးသွားပြီဆိုရင်အဲ့ဒီကောင်းတဲ့လှုပ်ကိုလှုပ်လိုက်ရမှာမဟုတ်ဘူးပေါ့အဲ့ဒါလို့တေးခြင်းတရားဟာချိန်မွေးရောက်လာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘာဘူထောက်ထားပြပြီးတော့ပြောတော်ဆိုတော့နာဟိနောတင်္ကရန်ဒေနမဟာတေနေနမေစုနာများစွာသောစਿੱတ္တိရှိသောတေးခြင်းနဲ့တေးမင်းနဲ့ ငါတို့မှဘယ်ချိန်ကျမှတွေးရမယ်ကြုံရမယ်လို့ချိန်ချက်တာမရှိပါဘူးတဲ့ဒီနေ့မှာတေခြင်းတရားကိုမဟာတေနေနာမိစုနာလို့သုံးတယ်များစွာသောစਿੱတိရှိသောတေမင်းတဲ့ဟုတ်လားဆိုလိုတာကတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတေတတ်တဲ့ခန္ဓာကိုယ်ကြီးမို့လို့သူ့ကိုတေမင်းလို့ပြောတာဘယ်သူမှမတတ်လည်းပဲတခြင်းကျသူ့သူတေသွားမှာသူ့သူတတ်မှာနော်အဲ့ဒီသူ့သူတတ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးဟာတေမင်းပဲ သူ့မှာဘလို့စစ်တီတွေကများစွာရှိတာတော့ဆိုတော့တေးစရာအကြောင်းတရားတွေအလွန်များလို့တေးစရာအကြောင်းတရားတွေများတဲ့အနေအထားကိုများစွာသောစစ်တီရှိသောလို့တင်စားပြီးတော့ပြောတာ။နော်စံကြီးမြင်လို့ရှိတဲ့သွေးကြောလေးတစ်ချောင်းပြတ်တော်တယ်လည်းပဲတေးနိုင်နေခန္ဓာကိုယ်ရဲ့တဘာဝ။ဘာမှအခိုင်အမာကြီးအမကန်ကြီးကောင်းကောင်းနဲ့တိဆောက်ထားတာမဟုတ်ဘူး။ဟုတ်လား။ အဲ့လိုများစွာသောစਿੱတ္တိရှိသောတေမင်းနဲ့တနည်းအားဖြင့်တေတရာအကြောင်းတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကိုယ်နဲ့ကဘယ်ချိန်ကြမှတို့ပျက်စီးကြမယ်ဒီချိန်လေးထီတော့တို့နေကြအောင်စို့လို့ချိန်ချက်ထားတာမရှိဘူးတဲ့ဒါတတ္တိယကထာကအကောင်းဆုံးအလုပ်ကိုတိတိယောက်ယောက်လှုပ်ချင်စိတ်ပေါက်ဖို့အတွက်တွန်းအားပေးတဲ့ကထာနောက်ဆုံးဘုဖုံတို့၄ခုမြောက်ကထာဒါဗတ္တိကရတ္တတုတ်တန်လေးကိုပြောနေတယ်နော် လေးဦးမြောက်ကထာပါပြောတာတော့ဧဝံဝိဟာရိအာတာပိဟောရတမတ္တန်တိတတံဝေဘတ္တေကရတောတိတန်တော်အာစိတ်ခတိမုနိစောစောကပြောခဲ့သလိုအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်အတိတ်ကိုလည်းအစင်မလိုက်ဘူးအနာဂတ်ကိုလည်းအစင်မလိုက်ဘူးခုလောလောဆယ်ဖြစ်နေတဲ့မှန်တရားလေးခန္ဓာမှာဖြစ်နေတဲ့သဘာဝလေးကိုအမှန်သိပြီးတော့နေမယ်ဆိုရင်တော့ကိုယ်စိတ်ကလေးက လောဘဖြင့်လည်းပဲဖြာယောင်းခံရတာမရှိဘူးဒေါသဖြင့်လည်းပဲဖြည့်ဆည်းခံရတာမရှိဘူးစိတ်ကလေးကအလွန်မှအရည်သွေးရှိတယ်ပညာရှိတွေကဒီနေနည်းနဲ့နေကြတယ်အဲ့လိုနားလည်ပြီးတော့ကြိုးစားတယ်ကြိုးစားတဲ့နေရာမှာလည်းဩငါဒီအလုပ်ကိုလုပ်ဖြစ်အောင်ဒီကနေ့ပဲကြိုးစားတော့မယ်မနေ့ပြန်ထိနေရမလို့ဘယ်သူပြောနိုင်မှာတော့ခန္ဓာကိုယ်ကြီးကပျက်စီးစရာကြောင်းတရားတွေအလွန်များတယ်ဘယ်ချိန်တွေးကြမယ်ကြုံကြမယ်လို့တည်ရင်းနဲ့ငါနဲ့ချိန်ထားတာမရှိဘူး ဒီအမြင်မှန်လေးတွေကိုခြေခံပြီးတော့ဘုန်းဘုန်းတို့ကသောသောကပြောခဲ့တဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘာဝကိုအမှန်သိပြီးတော့နေတဲ့အလုပ်ကိုတကယ်ကိုပဲကြိုးစားအထုတ်မယ်ဆိုရင်ဟောဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတံနေရောညာရော မပြင်းမရည်နော်စိတ်ကဒီလုံးမှာရေရှည်မပြောတတ်ဘူးစိတ်ဆိုတာမကောင်းတဲ့နေရာမှာပဲပြောတာဒီလောကအလုံးတရားမှာ အကျိုးရှိတယ်လို့ဆိုညာတော့လည်းပဲဘုန်းဘုန်းတို့စိတ်ကလေးကဒီလုံးမှသိပြီးတော့မပြောတတ်ဘူး။ဒါကြောင့်ဒီလုံးကိုလုံရင်းနဲ့အရသာတွေ့အောင်စူးစမ်းအထုတ်ပြီးတော့ဒီလုံးမှမပြင်းမရှိပျော်မွေ့တဲ့အနေအထားမျိုးနဲ့လုံနိုင်အောင်ဘာလို့ရမလို့စူးစမ်းရမေးတဲ့။အဲ့ဒါလို့မပြင်းမရှိနေရောညာရောဝရိယနဲ့စူးစမ်းမယ်ဆိုရင်တန်ဝေဘတ်တေကရတောတိတန်တော်အသိခတိမုနိအဲ့ဒါလို့စူးစမ်းအထုတ်နေတဲ့ပုဂ္ဂိုလ်ကိုကိလေသာအပူဓာတ်တွေ နော်ငြိမ်းလို့အေးချမ်းတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေကဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ကောင်းသောအဖြစ်ရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့လေးခုမြောက်ကထားတတိပတ်ဒီကာရတာတုတ်တန်ဆိုတာကအသေးပဲတီးပြီးတော့ရွတ်ရှုမယ်ဆိုရင်ငါဘဝမှာအကောင်းဆုံးငါဘယ်လိုလေးနေသွားမလဲဆိုတဲ့လမ်းညွန်ချက်ကိုဖုန်းဖုန်းတို့ကောင်းကောင်းရနိုင်တယ်ပေါ့နော် ရွတ်ဆိုရင်းနဲ့လည်းပဲတရားအထုတ်ပြီးသားအထိုက်လျောက်ဖြစ်သွားနိုင်တယ်။ဒါကထာ၄ဘုတ်နော်အခုဘုံဘုံပြောတာ15မိနစ်တောင်မရှိသေးဘူးနော်။နှိချုပ်ပြောလိုက်တာဟုတ်လား။ပထမကထာ၄ကအတိတန္တနာဂမေယနပတိခင်ခေနာကတံရတ္တိတံပိနန္တအပတ္တင်္စနာကတံအတိတ်ဆိုတာပြီးခဲ့ပြီ။နာဂတ်ဆိုတာရောက်မလာသေးဘူး။ဒါကြောင့်အတိတ်ကိုလည်းပဲအစင်မလိုက်ဘူး။နာဂတ်ကိုလည်းပဲအစင်မလိုက်ဘူး။ရွတ်ဆိုရင်လည်းအဲ့လိုလေးတွေးရမယ်နော်။ ပစ္စုပန်နေစာယောဓမ္မတထတထဝိပတ္တိအတ္တဟိရအတ္တကုပ္ပံတံဝိရမနုပြုဟေအခုပစ္စုပန်လောလောဆယ်ဖြစ်နေတဲ့သဘာဝတရားလေးတွေကိုအမှန်တိ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 ပြီးတော့နေမယ်အဲ့ဒါလို့တိပြီးတော့နေမယ်ဆိုရင်ဒီစိတ်ဟာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးလောဘဖြစ်တာကိုဖျားယောင်းခံရတယ်လို့နားလည်ရမယ်ဒေါသဖြစ်တာကိုပျက်စီးသွားတာလို့နားလည်ရမယ်ဖျားယောင်းမခံရဘဲနဲ့အဖြစ်စီးမခံရဘဲနဲ့ဘဝမှာနေနေရတာအလွန်မြင့်မြတ်တဲ့အတွက်ကြောင့် ညာရှိတွေကအဲ့ဒီနေနည်းနဲ့နေကြတယ်လို့နားလည်မှုနဲ့အဲ့ဒီကာထာလေးကိုရွတ်ရမယ်ပေါ့နော်ဣဇေဝကိစ္စမဟာတပံကောဇင်ညာမရဏံသူဝေနာဟိနောတင်္ကရတေနမဟာတေနေနမေစုနာဒီကနေ့ပဲအဲ့ဒီမြင့်မြတ်တဲ့အလို့ကိုလှုပ်ဖြစ်အောင်လှုပ်လိုက်ပါမနှဲပြန်ကြမှတေးမယ်လို့ဘယ်သူသိနိုင်မလို့တေးတရားအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်များစွာသောစਿੱတ္တိရှိသောတေးမင်းနဲ့ ငါတို့တွေပဲချိန်ကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာဆိုတာမရှိပါဘူးတဲ့အဲ့ဒီလိုနားလည်မှုနဲ့အဲ့ဒီကထာလေးကိုလည်းရွတ်ဆိုတဲ့ရမယ်ပေါ့နော်နောက်ဆုံးကထာလေးကတော့ဒါမြတ်စွာဘုရားကြီးမွမ်းတာအဲ့လိုမှန်ကန်တဲ့အသည့်တွေဥစည်းပြီးတော့ဒီမြင့်မြတ်တဲ့အလုပ်ကိုနေရောညာရောမပြင်းမရှိပြည့်တန်တဲ့လုံလဝရိယနဲ့ကြိုးပမ်းအထုံးမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုမျိုးကိုငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားဆရာရှိတဲ့သူတော်ကောင်းကြီးတွေကဗတ္တိကာရတ္တ ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်တယောက်လို့ချီးမွမ်းကြတယ်။ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတံတံဝေဘတ္တိကာရတောတိတန်တော်အာသိကတိမုနိ။အာတလေးပုဒ်နော်။နောက်တစ်ထပ်ပြီးတော့ပြောမယ်။ကာထာလေးပုဒ်ကဥထာဏတုတ်တံမှာလာတယ်။အဲ့ဒီကာထာလေးပုဒ်ကဒီမြင့်မြတ်တဲ့နေနီလေးနဲ့နေတဲ့အခါမှာကိုယ်စိတ်ကိုနော် နေခြင်းစိတ်ပေါအောင်နေဖြစ်သွားအောင်နော်ထက်တဲ့ဝရိယတွေဖြစ်လာအောင်တွန်းအားပေးတဲ့ဒေသနာတပုတ်လို့ဘုံဘုံကတော့အဲ့လိုရိုးရှင်းရှင်းနားလည်တာဒါကြောင့်စောစောကနေနီလေးကိုရှင်းရှင်းလင်းလင်းဘုံဘုံတို့သိရတယ်ဗတ္တေကာရတသုတ်တန်ရခုဥဋ္ဌာဏသုတ်တန်ရအဲ့ဒီအလွန်ကောင်းတဲ့နေနီနဲ့ဘုံဘုံတို့နေပြစ်သွားဖို့အတွက်ကိုယ့်ရဲ့အာထုံမှုဝရိယကိုမြင့်တင်နိုင်ဖို့အတွက် အဲ့ဒီဥဋ္ဌာဏသုတ်တန်လေးကိုလည်းပဲအတိပဲနားလည်ပြီးတော့ရအောင်ကြက်ပြီးတော့ရွတ်ဆိုကြည့်ရမယ်ပေါ့နော်ပထမကထာဘာပြောတော့ဆိုတော့ဥဋ္ဌရထာနိတိရထာကောအထောသူပိတေနာဩအာတုရာနေညိကာနိဒာတန်လဝိဒါနာရုပ်ပတံထားကြကုန်လို့ထိုင်ကြကုန်လို့အိပ်ဆက်နေခြင်းအဖြစ်တင်းတော့ဘယ်ကျူးရှိပါအနည်းမြင့်မြတ်တဲ့အလုပ်ကိုမြတ်စွာဘုရားကမအိပ်မနေကိုလှုပ်စီခြင်းတာ ထကြကုန်လောထိုင်ကြကုန်လောဥထရထထကြကုန်လောနိတိရထထိုင်ကြကုန်လောကိုအထောသူပိဒိနာဟောတင်တော့အိဆက်နေခြင်းအဖြစ်ပဲကျိုးရှိပါအန်ဒီအတုရာနေကြီးကာနိဒာတန်လဝိဒါနာရုပ်ပတံဘာလို့မအိမ်မနေမြတ်စွာဘုရားကြိုးစားခိုင်းတာတော့ဆိုတော့အကြောင်းပြချက်ကအလွန်ကောင်းတယ်တန်လဝိဒါနာရုပ်ပတံမြားမှန်ခံရတဲ့သားကောင်ကဲ့သို့ နော်တုံလှုပ်ဖောက်ပြန်နေတဲ့စိတ်ရှိနေကြတဲ့တရားဓမ္မတို့ဘုံဘုံတို့တွေအတွက်နော်ကိုယ့်အတော်သူပိတေနာကိုအိတ်ဆက်နေခြင်းအဖြစ်ဘယ်ကျိုးရှိပါအန်ဒီအာတုရာနေကြီးကာနိဒာနာကျင်နေတဲ့စိတ်နှလုံးရှိနေတဲ့တင်းတို့အတွက်အိတ်ဆက်နေခြင်းဟာဘယ်ကျိုးရှိပါအန်ဒီဆိုလိုတာကမအိတ်မနေစူးစားဖို့တိုက်တွန်းတဲ့နေရာမှာဘာလို့ထောက်ပြပြီးတော့တိုက်တွန်းတာတော့ဆိုတော့ဘုံဘုံတို့ရဲ့စိတ်အခြေအနေလေးဟာ ဆင်းရဲနေတယ်ပူလောင်နေတယ်ဆင်းပြေးနေတာမဟုတ်ဘူးအဲ့ဒါကိုမဆင်းရဲအောင်မပူလောင်အောင်ကြိုးစားဖို့လိုတယ်ပတ်တောင်တတလေးနေရမယ့်အနေအထားတစ်ခုမဟုတ်သေးဘူးတကယ်ကိုပဲဝါယမစိုက်ပြီးတော့လိုရမယ့်အချင်းလို့ဒါကိုမြတ်စွာဘုရားထောက်ပြတာဟုတ်လားအဲ့ဒါဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးကိုမြတ်စွာဘုရားဘယ်လိုမြင်တာတော့တုံလှုပ်နေကြတယ်လို့မြင်တာချမ်းသာနေတာမဟုတ်ဘူးเนาะ ဘလောက်ထိတောင်တုံလုံနေတယ်ဘလောက်ထိတောင်အခြေအနေဆိုးနေတယ်လို့မြတ်စွာဘုရားမြင်တော့မြားမှန်ခံရတဲ့သားကောင်လို့တဲ့ဟုတ်လားမျက်စိနဲ့မြင်ကြည့်ပေါ့မြားမှန်ခံရတဲ့သားကောင်စိတ်တရားဖောက်ပြန်နေတယ်တုံလုံနေတယ်အဲဒီဒေသနာကိုစဉ်းစားတဲ့နေရာမှာတက္ကာယဒိဋ္ဌိမြားရှုလို့ဖောက်ပြန်တုံလုံနေရတဲ့ကိုယ့်အဖြစ်ကိုကိုယ်အမှန်တိုင်းမြင်ရမယ်ပေါ့တက္ကာဒိဋ္ဌိဆိုတာဘာပြောတာလဲထင်ရှားဖြစ်နေတဲ့ယုံနံကိုယုံနံလို့မတိဘဲနဲ့ အမြင်မဲနဲ့ဘလိုမြင်နေတာလို့ပုဂ္ဂိုလ်တ attva လို့မြင်နေတာအဲ့ဒါအပေလေးပါသူ့ကြောင့်သွားမှာနော်အဲ့ဒီအစင်မပြေမှုကြီးအဲ့ဒီပြစ်ချက်ကြီးဘုရားတို့ရဲ့စိတ်မှာရှိနေတယ်အဲ့ဒါကိုဘလိုနားလဲရမလို့သက္ကာယဒိဋ္ဌိမြားညောင်ကြီးရှူးလို့ဖြက်ဖြက်လူးနေတယ်ဒီစိတ်ကဟုတ်လားအဲ့ဒီပြဿနာကိုဘုရားတို့ဘာလို့ရမလို့ဖြေရှင်းရမယ်အဲ့ဒါကိုအေးအေးဆေးဆေးလုပ်မနေနဲ့လို့ပြောတာမြတ်စွာဘုရားဒီကာထာလေးကောင်းတာနော် ဥထေထနိတိတေထကောအထောသူပိတေနာဟောအတုရဏေညိကာနိတာတလဝိဒါနာရုပတံထာရကုံလောထိုင်ရကုံလောအိဆက်နေခြင်းဖြင့်တင်တော့ပါပဲအကျိုးရှိပါအန်ဒီမြားမှန်ခံရတဲ့သားကောင်လိုဖောက်ပြန်တုံလုံးနေကြတဲ့စိတ်နှလုံးရှိကြတဲ့နာကျင်ခံခက်နေကြတဲ့စိတ်နှလုံးရှိကြတဲ့တင်တော့အတွက်အိဆက်နေခြင်းဖြင့်ပဲအကျိုးရှိပါအန်ဒီတဲ့အဲ့လိုနားလည်မှုလေးနဲ့ယူရမယ်ဆိုဘလောက်ရတာရှိမလို့ကြက်သားဒီလိုကာထာမျိုးလေးတွေဟုတ်လားဟွန်းဒုတိယကာထာဆက်သွားမယ်နော် ဥထထနိတိရထဒံလံသိက္ခထတန္တိယမာဝပမထေဝိညာယမិဇုရာဇာအမောဟိထဝတနုခေထားကြကုန်လို့ထိုင်ကြကုန်လို့စိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်ဆွဲဆွဲမြဲမြဲလေ့ကျင့်ကြကုန်လို့ကောင်းလိုက်တဲ့စကလုံးလေးတွေဟုတ်လားဥထထထားကြကုန်လို့နိတိရထထိုင်ကြကုန်လို့ဒံလံသိက္ခထတန္တိယနော်ကုစိတ်ကလေးငြိမ်းအေးဖို့အတွက်ဆွဲဆွဲမြဲမြဲလေ့ကျင့်တဲ့ ဥဒ္ဓထနိတိရထဒံလံသိက္ခာတန္တိယမာဝပမတ္တိဝိညာယမစ္ဆုရာဇာအာမောဟိထဝတ္တနုကေစိတ်ကလေးငြင်းအေးဖို့အတွက်ဘာလို့ဆွဲဆွဲမြဲမြဲကျင့်လို့ပြောရတာတော့ဒီကထာလေးကြတော့မြတ်စွာဘုရားဘာလို့ထောက်ပြပြီးတော့ဒီမြင့်မြတ်တဲ့လူကိုဆွဲဆွဲမြဲမြဲလုခိုင်းတာတော့သေးခြင်းတရားကိုထောက်ပြပြီးတော့မြင့်မြတ်တဲ့လူကိုဆွဲဆွဲမြဲမြဲလုခိုင်းတာသေခြင်းတရားကိုသူကဘလို့ထောက်ပြတာသူရဲ့ထောက်ပြမှုရှိတော့တာတမျိုး သောသောကဗတ္တိကထာထသုတ်တံမှာထောက်ပြတဲ့အသေးပဲလေးရတမျိုးဟုတ်လားဒီသုတ်တံဒီကထာလေးမှာတင်းချင်းတရားနဲ့ပတ်သက်ပြီးတော့ကျွတ်တို့ကိုဘလို့ပြတော်မြတ်စွာဘုရားနော်သင်မေ့နေတာကြီးကိုတေမင်းကြီးကတိပြီးတော့တေးရတဲ့အခါမှာတင့်ကိုတွေ့တွေ့ဝေစင်းရဲ့တေးရအောင်တင်းချင်းတရားတင့်ကိုမနှိပ်စက်ပါစေနဲ့တဲ့ဟုတ်လားဆိုလိုတာပါတော့နော်တင်းချင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်နိုင်ဖို့အတွက်တင်ကြိုတင်ပြီးတော့ကြိုးစားလို့ပြောတာ ဒီအလုပ်ကိုဘုဖုံတို့ဆွဲဆွဲမြဲမြဲမလုပ်ဘူးဆိုရင်ဉာဏ်ပညာဖြစ်ထွန်းလာမှာမဟုတ်နော်ဉာဏ်ပညာဖြစ်ထွန်းမလာဘူးဆိုရင်သိခြင်းတရားနဲ့တွေ့တဲ့အခါမှာဘုဖုံတို့ကစိုးရင်ရလိမ့်မယ်ပူရလိမ့်မယ်နော်ဒီမှာတော့ဘယ်လိုပြောတော့တွေ့တွေ့ဝေဝေလို့သုံးတယ်ဟုတ်လားဟုတ်တယ်ဒီကနေ့လူလေးတွေကြည်အားများသောအဖြစ်တွေ့တွေ့ဝေဝေညှို့ညိုးငယ်ငယ်လေးတွေနဲ့တွားကြတာများပါတယ်နော်ဟုတ်လားအဲ့ဒါဘာလို့အဲ့လိုတွားရတာတော့မသိရင်တော့ဉာဏ်ပညာရအောင်ဒီအကျင့်မြတ်ကို နော်ဆွဲဆွဲမြဲမြဲသူတို့မကျင့်သုံးကြကြလို့တဲ့ဟုတ်လားဒါကြောင့်တေတဲ့အခါမှာတေခြင်းတရားကြီးကငါ့ကိုတွေးဝေအောင်မနှိပ်ဆက်ပါစေနဲ့ဆိုတဲ့ခံယူချက်ကလေးနဲ့လည်းပဲဒီမြင့်မြတ်တဲ့အလို့ကိုဘာလို့မလို့ကြိုးစားရမေးတဲ့နော်ဒီဂါထာလည်းစဉ်းစားတယ်ဟာအများကြီးရှိရဲ့နော်ငါဟာတေခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်နိုင်မဲ့ငါလားလို့ကိုကိုကိုမကြမကြဘာလို့မလို့မေခွန်းထုတ်ရမယ်ဟုတ်လားဘယ်လိုက်မှုမရှိဘဲနဲ့မေခွန်းထုတ် အဖြေမှန်ရအောင်ယူပြီးရင်တည်ခြင်းတရားနဲ့တွေ့ရင်ငါတော့အရှင်းပြပါပြီဆိုတဲ့အနေထားမျိုးကိုရအောင်ဘုံဘုံတို့ဘာလုပ်ရမလို့ပွားကြရမယ်ဟုတ်လားမြင့်မြတ်တဲ့အကျင့်လန်းကိုရှောက်လှမ်းကြရမယ်ပေါ့နော်ဒါဒုတိယဂါထာကောက်ရနော်နောက်တတိယဂါထာဘာပြောတော့ယာယဒေဝမနုဿာသတိတာတိဋ္ဌံတိအထေကံတရထေတံဝိတ္တိကံခနောမဥပိစေကံကနာတိတာဟိသောစံတိနိရိယံမိသမပိတာ ဒီကဒါလေးရဲ့အသေးပဲကနည်းနည်းလေးရှင်းပြရမယ်သူကဘာပြောတာတုံးအကြံဉာဏ်အသေးပဲလေးရနော်ယာယဒေဝမနုဿာစနတ်တေရောလူတွေရောနတ်တွေဘာတောင်ထဲဟောတယ်ဟုတ်လားရှိရှိသမျှတတ်တော်ဟာတွေဟာတဲ့တိတ္တတိတ်ထန်တိအထေကအလိုဆန္ဒလို့ဆိုတဲ့လောဘကိုပဲအမိပြုပြီးတော့ဖြစ်နေကြတာတဲ့တတ်တော်ဟာတွေဟာလောဘကိုအမိပြုပြီးတော့ဖြစ်နေကြတာ တတဝါတွေမှီးနေတဲ့တတဝါတွေဖြစ်အောင်လုပ်နေတဲ့အဲ့ဒီလောဘကဘလို့တရားမျိုးလို့ဆိုတော့ဒုက္ခကိုဖြစ်စေတဲ့တရားမျိုးเนาะလောဘဆိုတာဘဝကိုဖြစ်စေတယ်ဘဝဆိုတာဒုက္ခပဲလေဘဝဖြစ်ရင်ဒုက္ခဖြစ်တော့တာပဲဟုတ်လားအဲ့ဒီဒုက္ခဖြစ်တဲ့ဘဝကိုဘယ်သူကဖန်တီးတာဘယ်သူကဖြစ်စေတာလို့ဆိုရင်အဲ့ဒီလောဘကဖန်တီးတာအဲ့တော့တတဝါတွေကဒုက္ခကိုဖန်တီးတဲ့လောဘကိုပဲဖြစ်စေပြီးတော့နေနေကြတာဟုတ်လားကိုယ်ကိုယ်ကိုဒုက္ခရအောင်လုပ်နေတာပေါ့ဆိုလိုတာက နော်ဒုက္ခဆက်ကြီးမပြတ်လဲဖို့အတွက်စီအမြဲတမ်းထဲ့ပေးဟုတ်လားနော်လောဘစီရဲ့မောင်းနှင်အားနဲ့ဒုက္ခဆက်ကြီးကမဖြစ်နေတော့လဲပတ်နေတဲ့ဒါတင်စားပြီးတော့ဘုံဘုရားနားလဲအောင်ပြောပြတာဟုတ်လားယာယဒေဝမလုဿသာတိတတိထံတိအဋ္ဌိကတရထေတံဝိတ္တိကအစိမ့်နဲ့တူတဲ့ပြန့်နှံ့နေတဲ့အဲ့ဒီလောဘဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီလောဘကို လွန်မြောက်အောင်ကူးခတ်ကြတယ်လောဘကိုအောင်လုံလို့ပြောတာလောဘချုပ်အောင်လုံနိုင်မှဒုက္ခချုပ်သွားမှာဟုတ်လားဒါကြောင့်ဒုက္ခချုပ်ခြင်းနဲ့ဒုက္ခငြိမ်းခြင်းနဲ့ဆိုရင်လောဘချုပ်အောင်လောဘငြိမ်းအောင်လောဘလောဘမငြိမ်းဘဲနဲ့ဒုက္ခဘယ်တော့မှအငြိမ်းမှုဒါလေးတွေမြတ်စွာဘုရားစိတ်ရှိလက်ရှိရှင်းပြနေတာဟုတ်လားတတ္တဝါတွေကလောဘကိုအမိပြုပြီးတော့ဖြစ်နေတာအဲ့ဒီလောဘကိုလွန်မြောက်အောင်ကူးတဲ့သူ့ရဲ့စကလုံးအတိကျဟုတ်လားတရထေတံဝိတ္တထိကံ အစိတ်လိုပြန့်နှံ့နေတဲ့လောဘရဲ့လက်ကနေလွန်မြောက်အောင်ကူးခတ်တဲ့အဲ့ဒါလိုကူးခတ်နိုင်တဲ့အခွင့်အရေးဟာအသိဉာဏ်ရှိတဲ့လူသားတယောက်ဖြစ်မှဖရာရဲ့အစုံမကောင်းနေနဲ့တွေ့မှကူးခတ်နိုင်တဲ့အခွင့်အလန်းလေးကပြီးပြီးဝါဝပွင့်နေတာဟုတ်လားအဲ့ဒါကိုဖရာနော်ခဏလို့သုံးတယ်အခွင့်အရေးပေါ့နော်တရားတရားကူးသွားပြီနော်ဒီဃာထာလေးတစ်ပုတ်ထဲမှာကိုသူကကြက်ပြက်တဲ့အသေးပဲတွေကိုထည့်ထားတာဟုတ်လားရာယဒေဝမနုဿာသတိတ္တဒိဋ္ဌံဒီအဋ္ဌိကာ တရထေတံဝိတ္တိကခနောမှာဥပိ္ပစေကခနာတိတာဟိသောစံတိနိရိယံပိတမပိတာလောဘရဲ့လက်ကလွတ်မြောက်အောင်လုံနိုင်ခွင့်ရှိနေတဲ့ဒီအခြေအနေကောင်းလေးကိုဖြုံးပြီးမပြစ်လိုက်နဲ့ဒါပြောတာသူကဟုတ်လားဒီအခွင့်အရေးအခြေအနေကောင်းကိုဖြုံးပြီးပြစ်လိုက်ကြတဲ့ပုံကိုယ်တွေအသုံးမချကြတဲ့ပုံကိုယ်တွေအခွင့်အရေးဆုံးရှုံးသွားပြီဆိုလို့ရှိရင်အဲ့ဒါသူတို့ပူဝါလိုက်မယ်တဲ့အခက်မသိရင်ငရေကြပြီးတော့ပူရတဲ့အနေအထားမျိုးထိတော့ရောက်သွားနိုင်တယ်တဲ့ ခနာတီတာဟိသောစံတိနိရိယံမိတမပိတာခနာတီတာဟိသောစံတိအခွင့်အရေးကိုကြော်လွန်စေတဲ့ပုံကိုယ်တွေကစိုးရင်ရလိမ့်မယ်။နော်ဘလောက်ကောင်းတဲ့စကလုံးလေးတွေတော့နော်အခွင့်အရေးကိုကြော်လွန်စေတဲ့ပုံကိုယ်တွေကမဖြစ်ရလိမ့်မယ်။စိုးရင်ရလိမ့်မယ်တဲ့ငိုကြွေးရလိမ့်မယ်ပူလောင်ရလိမ့်မယ်ပင်ပန်းရလိမ့်မယ်။ဘယ်အထိမြတ်စွာဘုရားမြင်ပြတော့နိရိယံမိတမပိတာနိရိယဆိုတာငရဲကိုပြောတာ နော်ငရေမီးလောင်လို့ပူရတဲ့အနေအထားမျိုးထိတော့အခက်မတင်ရင်ရောက်သွားနိုင်တယ်။အခွင့်အရေးကိုလွန်စေတဲ့ပုံကိုယ်ကြီးဟုတ်လားအခွင့်အရေးဆိုတာဒီနေ့မှာပြောတာတော့ဘုရားသာသနာဘုရားဆုံးမနဲ့တွေ့ရတဲ့အခိုက်ကိုယ်ကလည်းသိနိုင်မြင်နိုင်တဲ့အခြေခံကောင်းလေးတွေနဲ့ပြည့်စုံနေတဲ့အခိုက်ကိုအခွင့်အရေးလို့ပြောတာဟုတ်လားဘာလို့ဖို့အခွင့်အရေးလဲလို့မေးရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘရဲ့လက်ကလွန်မြောက်အောင်ကုခတ်ဖို့အတွက်အခွင့်အရေးဒီကထာလေးကနားလေဖို့ခက်တယ်နော်ဒါဘုံဘုံကတော့နားလေမယ်ထင်ပါတယ် ဟုတ်လားဇာယတေဝမနုဿာသတိတတိထံတိအထိကတရထေတံဝိတ္တိကခနောမဥပိစေကခနာတိတာဟိသောစံတိနိရယမိတမပိတာတတဝမှန်သမျှဟာလောဘကိုပဲအမိပြုပြီးတော့နေကြတာအစိတ်လိုပြန့်တဲ့နေတဲ့ဒီလောဘရဲ့လက်ကလွန်မြောက်အောင်ကုခတ်ကြဒီကုခတ်တိုင်းတဲ့အခွင့်အရေးလေးကိုဖြုံးတိမပြစ်လိုက်ကြနဲ့အခွင့်အရေးကိုလွန်စေတဲ့ပုံကိုယ်တွေဟာစိုးရင်ရလိမ့်မယ်အခမ်းမသိရင်ငရေမီအလောင်ခံရပြီးတော့စိုးရင်ရတဲ့အနေထားထိတော့ရောက်သွားနိုင်တယ်တဲ့ဒါတတိယကထား ဟုတ်ပြီနော်နောက်ဆုံးကဒါဘာပြောတော့ပမာရောရဇော ပမာရောပမာရာနုပတိတော်ရဇော အပမာဒေနဝိဇာယအပဟေတန်လမတ္တနောပမာရောရဇောမိလျော့ခြင်းဟာမြူအညစ်အကြေးပဲတဲ့ကိုယ့်ရဲ့စိတ်နှလုံးလေးကိုညှဉ်းနှွမ်းအောင်အယောင်မထွက်အောင်နော်အညစ်အကြေးတွေနဲ့ဖုံးလွှမ်းတာဘယ်သူတုံးဆိုတော့မိလျော့မှုကိုယ်ကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးအာယုန်လေးနော်တွေ့တိုင်း ော်ဒီတိုင်းပဲတတိမပါညမပါပဲနဲ့လက်လွတ်စပဲခံစားတုံပြန်ပြီးတော့သွားနေတာမေလျော်လေလို့ခေါ်တယ်ဟုတ်လားအဲ့ဒီမေလျော်မှုက စိတ်ကိုညစ်ပေစေတဲ့မြူးမုံအညစ်အကြေးကြီးညှော်လေလို့ပြောတယ်ဟုတ်လားပမာရောရဇော ပြီးတော့ပါတော့ပမာဒာနုပတိတော်ရဇောတဲ့မေလျော်ခြင်းကို ဖြစ်စေတတ်တဲ့မေလျော်ခြင်း အကြီးစားကြီးဟာလည်းပဲရဇမြူးညစ်ကြီးပါပဲတဲ့မေလျော်ခြင်းကိုနှမျိုးတောင်ပြောတယ်နော် ယိုယိုမေးလျော့ခြင်းရဲ့မေးလျော့ခြင်းတွေကိုထပ်ခါထပ်ခါဖြစ်စေတတ်တဲ့အကြီးစားမေးလျော့ခြင်းဟုတ်လားမေးလျော့ခြင်းနှစ်ထပ်ကွန်းလဲမှာဘုန်းတို့ရဲ့စိတ်ကလေးကဘာဖြစ်နေတာတော့နှစ်မောနေတာဟုတ်လားအဲ့ဒီမေးလျော့ခြင်းတွေကိုမြတ်စွာဘုရားဘယ်လိုနာမည်တတ်တာသူဟာအညစ်အကြေးတွေမြူတွေဂျေးတွေတဲ့ဟုတ်လားအဲ့ဒီဂျေးတွေပေးနေလို့ဘုန်းတို့ရဲ့စိတ်ကလေးကဘာမှမမြင်ရဘူးမသိရဘူးနားမလည်ဘူးဖြစ်နေဟုတ်လား အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုလုပ်ရမလဲလမ်းညွှန်ချက်ပေးတာတော့နော်ပမာတော်ရဇောပမာတော်ပမာရာနုပတိတော်ရဇော အပမာဒေနဝိဇာယအပဟေတလမတနောအပမာဒေနဝိဇာယမမေ့တဲ့တတိတရားအမှန်သိတဲ့ဝိဇာတရားဟုတ်လားအပမာဒေနဝိဇာယအဲ့ဒီတရားနှစ်မျိုးဖြင့်အပဟေတလမတနောကိုယ့်ရဲ့စိတ်နှလုံးမှာစူးဝင်နေတဲ့ကိလေသာညှားညောင်းအထူးသဖြင့်တက္ကရာဒိဋ္ဌိညှားညောင်းကို ပယ်နှုတ်ပြရမယ်တဲ့ဟုတ်လားဒါနောက်ဆုံးကထားတယ်နော်ကျတို့ရဲ့စိတ်နှလုံးလေးညစ်ပေးနေတာဘာမှနားမလဲပဲနဲ့အစွမ်းတွေတုံးနေတာအဲ့ဒါဘယ်အညစ်အကြေးကဖုံးလွှမ်းထားလို့လို့ပမာဒာဆိုတဲ့မေလျော်မှု ပမာဒာနုပတိတော်ဟောမေလျော်ခြင်းကိုကြာရောက်စေတတ်တဲ့အဖန်မှမေလျော်ခြင်းကိုဖြစ်စေတတ်တဲ့အကြည်စားမေလျော်မှုဟုတ်လားအဲ့ဒီမေလျော်မှုကြီးကနှစ်ထပ်ကွန်းစိတ်ကိုပဲလောက်ထားတာတော့ ငြိအကြီးအနေနဲ့ဖုံးလွှမ်းတာဒါကြောင့်အဲ့ဒါကိုဘုံဘုံတို့ကမမေ့မလျော့ခြင်းရဲ့အတိဉဏ်ပညာရဲ့တတိယပညာရဲ့ပေါ့နော်ဒီတရားနှစ်မျိုးနဲ့သူတို့ဘုံတို့ဖေရှားရမယ်အဲ့လိုဖေရှားရမယ်လို့ပြောတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဥမာလေးနဲ့မြင်အောင်ပြောတယ်ဟုတ်လားအဘဟေတန်လမတ္တနောတဲ့နော်စိတ်နှလုံးမှာစူးဝင်နေတဲ့အဲ့ဒီကိလေသာမြားညှောင်ကိုဘာလို့အောင်လို့ဆွဲနှုတ်ရမယ်တဲ့ဒါလေးခုမြောက်ကထား တိသုတ်တန်နာမည်ပါလေတော့ဥဋ္ဌာဏသုတ်တန်နဲ့မြင့်မြတ်တဲ့အလုပ်ကိုနော်လှုပ်လို့စိတ်ထက်တယ်မို့ဝရိယကိုနော်များစွာဖြစ်ပေါ်စေတဲ့ဒေသနာတပုတ်လို့မဆိုနိုင်ဘူးလားဆိုရင်နော်အတော့ဂါထာဘဏ္ဍပုတ်တို့ရှစ်ပုတ်လွန်ကောင်းရနော်ပထမဂါထာလေးပုတ်ကဗတ္တိဂါရထသုတ်တန်ဘဝမှာ အကောင်းဆုံးဘလို့နေမလဲနေနည်းလေးအထုတ်ချင်းစီပေါအောင်တိုက်တွန်းတာလေးလည်းပါသေးတယ်ဖရာရဲ့ချီးမွမ်းခြင်းလေးလည်းပါသေးတယ်နော်အဲနောက်ဂါထာလေးပုတ်ကလည်းဘာပြောတော့ အာထုတ်ခြင်းစိတ်ကိုဘုန်းဘုန်းတို့အလွန်မင်းဖြစ်ပေါ်ဖို့အတွက်တဘာဝကြကြမြတ်စွာဘုရားเนาะထောက်ပြပြောဆိုတိုက်တွန်းထားတာအလွန်မှကောင်းတဲ့ဒေသနာတွေလို့ဆိုရမယ်ဟုတ်လားဂါထာ၈ပုဒ်အဲ့ဒါအရာအောင်ကျက်ပြီးရင်ရွတ်ရှုအတိဘယ်ကိုလည်းနားလည်မှုကပါရမယ်เนาะအတိဘယ်နားလည်မှုနဲ့အဲ့ဒါရွတ်ရှုအတိဘယ်ကိုနားလည်ဘူးဆိုရင်နားလည်အောင်ထပ်ခါထပ်ခါလေ့လာလေ့လာဆိုတာအခု ေါ်လိုက်တာကိုတက်ခတက်ခနားထောင်ရင်နားမလည်ဘူးမရှိဘူးနားလည်နော်စာရွက်ထဲချအရေးပြီးတော့စာအနေနဲ့လေ့လာမယ်ဆိုရင်ပို့ပြီးတော့တိတိကျကျနားလည်မှုရှိမယ်ပေါ့နော်အကောင်းဆုံးတွေကိုရဖို့အတွက်အလောက်တော့လေကြိုးစားရမှာပေါ့နော်မကြိုးစားလို့ဘယ်ရပါမလို့ဟုတ်လားဒါကြောင့်အလွန်မြင့်မြတ်တဲ့နော်ဂါထာတော်၈ပုဒ်ကိုဘုံတော်အတိဘယ်နားလည်မှုနဲ့ရွတ်ရှုပူဇော်မယ်ဆိုရင်ရွတ်ရှုနေတော့မှာကိုပဲဘုံတော်ကအကျင့်မြတ်ကိုကျင့်သုံးရာ ရောက်နေတယ်လို့တောင်ပြောလို့ရတယ်ဟုတ်လားဒါကြောင့်ဒီကထာလေးရှင်းဖို့ရတန်ဖို့နားလည်ပြီးတော့เนาะအရာကျက်နိုင်ကြတဲ့เนาะကျက်မှတ်ပြီးတော့အဘိဓိကိုနားလည်အောင်လေ့လာနိုင်ကြတဲ့လေ့လာပြီးရင်လည်းပဲကျေပါများစွာရွတ်ရှုပူဇော်နိုင်ကြတဲ့ပူဇော်ပြီးရင်လည်းပဲเนาะဒီလမ်းညွန်ရဲ့အတိုင်းเนาะလိုင်းနာကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းသက်တည်းကြောင့် ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုမရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရသည်